ားလုံးမင်္ဂလာပါဗျာညချန်ပီယံလိပွဲစဉ်ပေါ့နော်ဘာစီလိုနာနဲ့အိုလံပီယာကော့ပွဲစဉ်မှာအကွင်းလက်တိုင်ရဲ့လိုရက်ကပေါ့နော်ဒါပြောမှဆိုရင်တော်တော်တော့ဒါဟာသဆန်နေပေါ့နော်ကြီးကျင်စရာကောင်းတယ်အဲ့ဒီအရလေးကိုမချိနေငယ်ဖြစ်နေလို့ကျွန်တော်ဒီဗီဒီယိုလေးလုပ်ချင်းဖြစ်ပါတယ်ပေါ့နော်အဲအဲ့ဒီဒီဘာစီလိုနာနဲ့အိုလံပီယာကော့ပွဲစဉ်ရဲ့အနေထားရဆိုရင်ဘာစီလိုနာကပြောမှဆိုရင်လုံးဝဟိုအတာရနေပြီသားတင်ဖြစ်တယ်ပေါ့နော်အဲပထမနှစ်ခုတွင်းထားတယ် အဲ့ချိန်မှာပေါ့နော်နှစ်ကိုသွင်းထားတဲ့အချိန်အချိန်မှာအိုလံပီယာကော့ကနံပါတ်10ပဲချိပါကိုရသွားတယ်ပေါ့နော်ချိပါကိုရသွားတဲ့ဟာကိုဟာမျောလင်းချက်လေးတွေရှင်သန်လာတဲ့အချိန်မှာပေါ့နော်မျောလင်းချက်လေးရေးရေးလေးပေါ်လာတဲ့အချိန်မှာကွင်းလက်တန်လောက်ရကတော်တော်ရုပ်ပေါ်တယ်ပေါ့နော်ဒါဘာစီလိုနာကဒါအိုလံပီယာကော့လို့အသင်းမျိုးကိုဘယ်လိုကန်ကန်ဒါမနိုင်စရာအကြောင်းတော့မရှိဘူးပေါ့နော်ဒါပေမဲ့ တူဝမ်းဖြစ်သွားတဲ့အနေထားမှာတူတူဖြစ်လာမှာဆိုလိုပဲတမင်လှုပ်လိုက်သလားလို့တော့အဲထင်ရတယ်ပေါ့နော်လှုပ်သွားတဲ့လှုပ်ရကြီးရတာပြောမှဆိုရင်အိုလံပီယာကကစားသမားတွေရဲ့စိတ်ဓာတ်တွေကိုပေါ့အကုန်လုံးရိုက်ချိုးပစ်ပြီးတော့လုံးဝကိုပွဲအဖြစ်ကိုတစ်ဖက်သက်ကြီးပြောင်းလဲပြစ်လိုက်တယ်လို့ခံစားရတယ်ပေါ့နော်ကျွန်တော်အနေနဲ့မြင်တယ်အဲတော်တော်လေးကိုစိတ်မကောင်းရပါဘူးနော် ပြောမှဆိုရင်အိုလံပီယာကကစားသမားဒီလိုနဝတနီနဲ့ထုတ်ခံရတဲ့ဟက်စ်ပေါ့နော်ဟက်စ်နဝတနီနဲ့ထုတ်ခံရတဲ့အနေထား ကိုကိုယ်တိုင်ကြည့်နေရင်လည်းဘာဖြစ်သွားတာလဲဆိုတဲ့အနေအထားမျိုးပေါ့နော်မထင်ရှားမသေးခွဲဖြစ်သွားတာပေါ့နော်အဲ replay video replay ပြန်ပြတဲ့အနေအထားဒီမှာလည်းတိတိတဖောင်းသွားတာလည်းမရှိပေါ့နော်ဒီဘလုံးရှင်လူရင်းနဲ့လက်လေးအဲရမ်းလိုက်မိတဲ့အနေအထားမျိုးပဲရှိတယ်ရမ်းလိုက်တဲ့ဆိုတာလည်းတမင်သက်မျက်နှာဖျက်ရိုက်တဲ့အနေအထားမျိုးလည်းမဟုတ်ဘူးပေါ့နော်ဒါယောက်ျားတွေဘောလုံးကန်တာဆိုတော့ဒါတော့ရှိမှာပေါ့နော်။ဟိုကလည်းဘာစီလိုနာကစားသမားကလည်းဒါလှူဘက်ကလည်းတော်တော်ဟန်ဆောင်ကောင်းတယ်ပေါ့နော်။ မျက်နာနားလေးကဟိုလေးလေးတိုးွားရုံလောက်ပေါ့နော်မျက်နာနားလေးဟတ်သွားရုံလောက်လေးပဲရှိတော့ပေါ့နော်ဟိုလိုကြီးဟိုရှိုင်းမီပြူမီတာလည်းမရှိပဲနဲ့အာလဲပြီးတော့ပေါ့နော်ဒါကလည်းကစားသမားတွေရဲ့စိတ်တက်ကဒါပြောမှဆိုရင်အဖြစ်တင်ပေါ့နော်ဒီလိုမျိုးလောက်ရတဲ့အောက်တန်းကြလို့ပဲပြောကြတယ်ပေါ့နော်ကျွန်တော်အနေနဲ့ကတော့တနာဖို့ကောင်းတယ်ဟိုလည်းပြောကစားသမားတွေဒီကစားသမားတွေအပြင်ထွက်သွားတဲ့အချိန်မှာဘေးကနီးပြခွဲဝင်နေတာအာအာကိုတကြည့်နေတိုင်းဟိုပေါ့နော် ဝေရပြန်ကြည့်စေခြင်းနဲ့ဒီကစားသမားကိုလည်းချက်ချင်းကွင်းထဲမှာအဲဒီဟိုပါပေါ့နော်ဒီဝေလကန်ထဲကိုမသွားသေးဖို့ကိုဆွဲထားသေးတယ်ပေါ့နော်သူတို့မျောလင်းချက်လေးပေါ့နော်ဗီရာများပြန်ကြည့်မလားဝေရလည်းလုံးဝမကြည့်ဘူးဗျာငါငါတကောကိုးရတယ်ပေါ့နော်ကွင်းလေတိုင်းကငါကွင်းတဲ့အတိုင်းပဲငါလို့ရှိရင်လုံးမဆွဲပေါ့မျိုးလုတ်သွားတယ်အတော်တော်တော့စိတ်ပြက်စရာကောင်းတယ်ပေါ့နော်အဲ့တော့ဒိုင်ကူလိုနာဆိုပြီးတော့ဒါလူအများခေါ်ဆူနေကြတဲ့အနေထားကဘာကြောင့်လဲဆိုတော့ နီယာပွဲမှာလည်းတော်တော်ကြီးကိုတည်တာတယ်ဗောနော်ဒီချန်ပီယံလိပြိုင်ပွဲတွေဒိုင်းမှာကဒါဒိုင်းနေကဘာစီလိုနာဘာလို့တိတိတသာဘတ်လိုက်ကြတာလဲဆိုတာကမစင်စားတတ်အောင်ပဲဗောနော်ကျွန်တော်အနေနဲ့ကဘာလို့အဲ့လောက်ကြီးဆိုးရတာဗောနော်ဟိုးရင်အဲကြိုင်ဗောနော်ချက်စီးနဲ့ဆိုတော့လည်းဒါဒိုင်းနေရဲ့လုပ်ရက်ကတော်တော်ရုပ်ပုတ်တယ်တော်တော်တိတိတသာကိုလုံးလုံးကဲကဲကိုဘတ်လိုက်တယ်ဗောဒါပေမဲ့လည်းအဲ့ဒီပုံမှာဘာအရှင်ယူမှုမှမရှိဗောနော်ဒီ ဒိုင်နေပုံမှာအဲ့တော့ဒိုင်နေကလှုပ်ချင်ရည်လုံနေကြတယ်ညာပွဲဆိုလေဒါဘွေရပြန်ကြည့်လိုက်ရင်ကိုဒါအဝါကပေးလို့မရဘူးလို့သူယုံကြည်လို့လုံးဝပြန်မကြည့်ရလို့ပဲကျွန်တော်တို့ယူဆတယ်ပေါ့နော်ဒီတိုင်းဒါဒီတိုင်းမှမဟုတ်ပေါ့နော်ဒိုင်ဖွဲအကုန်လုံးပေါ့နော်ဒါဘာစီလိုတော့ဘာလို့တိတိတတ်တတ်ဘန်းလိုက်ကြတာလဲဒါညီကိုတို့ကအဲဘယ်လိုမျိုးသိထားလဲပေါ့နော်ဘာစီလိုနာဘာကြောင့်ဒိုင်နေတိတိတတ်တတ်ဘန်းလိုက်ကြတယ်သိရင်ကျွန်တော်တို့တစ်ချက်လောက်ပြောပြပေးပါအောင်အားလုံးကျေးဇူးတင်ပါဗျ